ီတလီကအယ်ဘေးနီးယားကိုငကိုးပြတ်အနိုင်ရခဲ့တယ်။2018ကမ္ဘာဖလားခြေစစ်ပွဲမှာအီတလီလက်ရွေးစင်ကိုသမားဂျူဖွန်ဟာသူ့ရဲ့ပွဲတစ်ထောင်မြောက် professional ဘောလုံးပွဲကိုကစားသွားခဲ့တယ်လို့သိရပါတယ်။ပါလာမိုမြို့မှာကစားခဲ့တဲ့အဲ့ဒီကမ္ဘာဖလားခြေစစ်ပွဲမှာဂျူဖွန်ဟာအီတလီလက်ရွေးစင်အသင်းအတွက်သူ့ရဲ့ဥရောပဆန်ချိန်168ပွဲမြောက်နိုင်ငံတကာပွဲကိုကစားသွားခဲ့တာဖြစ်ပြီးခြေစစ်ပွဲတွေမှာအီတလီအသင်း55ပွဲဆက်ရှုံးပွဲမရှိကစားနိုင်အောင်အကူအညီပေးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ီတလီသင်းဟာအဓိကဘောလုံးပြိုင်ပွဲကြီးတွေရဲ့ခြေစစ်ပွဲတွေမှာနောက်ဆုံးကစားခဲ့တဲ့55ပွဲမှာ42ပွဲနိုင်14ပွဲတရေကျကရှုံးမွေးမရှိကစားထားပါတယ်။အသက်18နှစ်အရွယ်မှာပါမာသင်းနဲ့အတူ professional ဘောလုံးသမားဘဝကိုအစပြုခဲ့ပြီးနောက်တနည်းအကြအသက်18နှစ်မှာဘူဖွန်ဟာအီတလီလက်ရွေးစင်အသင်းကြီးမှာစတင်ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ဘူဖွန်ဟာ1995မှာပါမာအသင်းအတွက်စတင်ပွဲထွက်ကစားခဲ့ရတဲ့ပွဲမှာလက်စွမ်းပြဂိုးဖမ်းခဲ့တာဖြစ်ပြီးအဲ့ဒီပွဲမှာပြိုင်ဘက် AC Milan ဟာသူ့ကိုကြော်ဖြတ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ယခုအခါ Serie A Champion Juventus အသင်းမှာကစားနေတဲ့ Buffon ဟာ Juventus အသင်းအတွက်မိနစ်ပေါင်း3682မိနစ်ကစားထားပြီးဖြစ်က Serie A ပွဲပေါင်း614ပွဲကစားထားပြီးဖြစ်တယ်လို့သိရပါဗျ။ Buffon ဟာဥရောပဘောလုံးလောကမှာလက်ရွေးစင်အသင်းအတွက်ပွဲအများဆုံးကစားထားသူအဖြစ်လဲစံချိန်တစ်တင်လိုက်တယ်လို့သိရပါဗျ။ပင်ကိုသမားကာစီလက်နဲ့လက်ဗီယာကွင်းလက်ကစားသမားဖီဒယ်လစ်အက်စတာဖီဒိုကိုကြောဖြတ်ကသူဟာလက်ရွေးစင်အသင်းအတွက်ပွဲအများဆုံးကစားထားတဲ့ဥရောပဘောလုံးသမားအဖြစ်စံချိန်တင်လိုက်တာလည်းဖြစ်ပါတယ်။ ဒါအပြင်ဘူဖွန်ဟာကမ္ဘာပေါ်မှာ professional ဘောလုံးပွဲအများဆုံးကစားထားတဲ့၅ဦးမြောက်ဘောလုံးသမားဖြစ်လာခဲ့ပြီးအီဂျစ်အသင်းအတွက်စံချိန်တင်ပွဲအများဆုံးကစားထားတဲ့ဟာမတ်ဟူစိန်ရဲ့စံချိန်ကိုမီဖို့၁၆ပွဲသာလိုတော့တယ်လို့သိရပါဗျာ။